ုံးမဲမင်္ဂလာပါရှင်။နာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းလေးကတော့ဆီယာမာလီပြောက်မှုဆိုတဲ့စိတ်ဝင်စားပွဲရဲမတန်းမှုကင်းဖြစ်မှန်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်။မြို့တော်မဟာရန်ကုန်ရဲ့မြောက်ပိုင်းခရိုင်ရှိ အင်းစိတ်မြို့ဘူတာနဲ့ဂုံးကြော်တရားဝန်းကျင် ရန်ကုန်ဧရိယာရဲ့နမဲကြီးနေရာများမှာဒုနေရာကလည်းအထင်ကရနေရာတစ်ခုဖြစ်တဲ့ပြည်ပမှာလာတဲ့ပါစေယထာစိုက်တဲ့နမဲကြီးလာတဲ့ဘူတာဈေးနဲ့တစ်ဆက်တည်းလိုလိုရှိတဲ့အင်းစိန်ကုန်းကျော်တရာကြီးရဲ့ညနေဆောင်အချိန်များကပကြီးဆရာတဦးရဲ့ခကြမ်းကြမ်းစုပ်ချက်များလိုတင်စားရမည်သာဖြစ်တဲ့ထိုနေရာတဝိုက်ကတခါတခါ heavy metal တေးသွားလို့မြူးကြနေတတ်တဲ့ တော်တော်တော်စားတော်တော်တမုတ်တရားဝင်းတထောအတွက်အလုရှုံနေကြသူများမှာမျက်နာမှာချွေးကိုစီနေရှိနေကြတဲ့မြို့တွေကပြန်သူများရွှေပြည်သာလိုင်းသားရပြန်ကြသူများမှာပြပန်းခန့်များရှိနေကြတဲ့ရေခဲတဲ့အတုတ်တဲ့တစ်တီးတဲ့များရဲ့ခေါ်အော်တန်ဇီးရောင်တန်များအကြားမှာလူအများမှာကိုစောနဲ့ကိုရှုပ်ထွေးသွားလာနေကြပြီးအတိုင်းမြုံတို့အိတ်တန်းပြန်ကြတဲ့ငှက်များပမာတို့ရှိနေကြတဲ့ ရွေးပြည်သားတရားကြီးကိုရောက်မယ်နိုင်သားရလိုင်းသားရလော်ကားလော်ကားဆိုရဲစပရာတို့ရဲ့ခေါ်တန်အော်တန်များမှာစူညံလှတဲ့အတန်အလုံးကိုဖောက်ထွင်းနေပါ रे အင်းစိန်ရဲ့ညနေခင်းကပြင်းထန်လာတဲ့နေပူရှင်ကို စီချင်းထိုးပြီးလူအမျိုးမျိုးဇရိုက်အဖုံဖုံနဲ့ရန်ကုန်ရဲ့တစိတ်တတိသာအလားပါကိုတတ်တည်ပြနေတယ်လို့ရှိပါ रे အများပြားလာတဲ့လူအများမှာချွေတလုံးလုံးနဲ့နှုံးခွေပင်ပန်းနေကြပြီမဲ့ကျွန်တော်တို့ငါးဦးမှာတော့ရေမိုးချိုးတန့်စင်ပြီးအပူပင်ကင်းစွာနဲ့ဂုံးကြော်တရာအနီက မကြီးဖြော်ကြီးဆိုင်တန်းလေးစီကိုခြိတက်နေကြပါရည်ကျွန်တော်တို့ငါးဦးဆိုတာကမကွေးတိုင်းဆလင်းမြို့နဲ့ရေစကန်းမှာဒူရဲအုပ်ကျော်ညွန့်ရှမ်းပြည်နယ်ရက်ဆောက်ရေစကန်းမှာဒူရဲအုပ်ဇော်လင်းနိုင်ပဲခူးတိုင်းမိုးညိုမြို့နယ်ရေစကန်းမှာဒူရဲအုပ်ပန်စို့ ပဲဘကိုတိုင်းရေတားရှိရဲစခန်းမှာရဲအုပ်ကြော်စောမောင်နဲ့ကျွန်တော်တို့ဖြစ်ကြရတယ်။ကျွန်တော်တို့ကမြန်မာပြည်မှာနမဲကြီးလာတဲ့အင်းစိန် CID မှာမူရည်စေဝါစုံစမ်းမှုအရာရှိသင်တန်းကိုပြည်내တိုင်းတရင်တပ်ဖွဲ့အသီးသီးမှာလာရောက်တက်နေကြတဲ့သင်တန်းသားအရာရှိများဖြစ်ကြပါတယ်။ကျွန်တော်တို့အဖွဲ့ကားမတိုင်ကိုရောက်ခံဒီမှာရွှေပြည်သာဘက်ကိုထွက်မဲ့နိုင်ငံတစည်းထိုးဆိုင်လာတဲ့ရဲအုပ်ကြော်စောမောင်က ထိုကားစီကိုမပြေးယုံတမဲခက်သက်သက်ရှောက်သွားတာကိုမြင်ရတယ်။ဘယ်ကိုလဲအိုင်ပြီးအင်ကအမျိုးသမီးကို တွေ့လို့လား။ကျွန်တော်တို့အဆောင်ထဲမှာနွားចောင်းသားတချင်းကို အမဲစုပ်လေးရှိတဲ့ဒူရဲအုပ်ပန်းစိုးကမေးလိုက်တယ်။ရဲအုပ်ကြော်စောမောင်ကလက်ကပြပြီးတွားနေတွားနေဆိုတဲ့အမှုရာပြပြီးကားစီကိုဆက်လျှောက်သွားကလူအုပ်သားထဲမှာပျောက်ကွယ်သွားတယ်။ကျွန်တော်တို့လည်းဂုရှေမကြီးဖြော်ကြီးဆိုင်မှာ အလွန်ဈေးသက်သာတဲ့ တခွက်တဆေတံမကြီးဖြော်ကြီးကိုဇင်ခံတော့ရင် ရောင်စုံအလာပလေးများကိုအယတာခန်းစားငေးမောနေစဉ်ကိုကျော်စောမောင်ပြန်ရောက်လာရည်။ဘာရီမြအရေးကြီးတော့ပြဖြစ်နေတာလေ။စိုးမြနန္ဒာနဲ့တွေ့လို့လား။မဟုတ်ဘူးဇာရေးဆရာကြီး။စိုးမြနန္ဒာခိုင်သိန်းကြီးတို့တက်စိတ်ဝင်စားဖို့ကောင်းနေဖြူဖြူထွန်းဆိုတဲ့ဆရာမလေးလာလို့လိုက်ကြည့်တာဗျ။ကားပေါ်တက်သွားလို့မမိလိုက်တော့။ဟုတ်ပါတယ်။သူပဲဖြစ်မှာပါ။ ဘာရီမြအဲ့ဒီလောက်တောင်စိတ်ဝင်စားစရာရှိလို့လေအိုင်ပြီဒူရဲအုပ်ကြောင်ညွန်ကမေးတယ်ရှိတယ်ဗျာရှိတယ်ကျွန်တော်ရခိုင်ပြည်နယ်မှာနေတော့ကစစ်ခဲတဲ့အမှုတစ်ခုကဆရာမလေးလေဟာဒါဆိုရင်စာရေးဆရာအတွက်ဇလန်းရပြီပေါ့ဒူရဲအုပ်ဇော်လင်းခိုင်က မကြီးဖြော်ဤဘူပတ်စံရှင်ရင်ပြောရီအေးဗျာစိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတစ်ပုတ်ပေးဗျာလာဗျာအဆောင်ကျမအေးစစ်စစ်ပြောကြတာပေါ့ ဒီလိုနဲ့ကျွန်တော်တို့အဖွဲ့ပြန်လာကြပြီးတိပင်းများအုပ်ဆိုင်ဝေစာနေတဲ့ CID ဝင်းကိုယထာလန်းကိုဖြတ်ကျော်ပြီး Welcome to CID လို့ရေးထားတဲ့ရှင်းနန်းဆန်ဆန်ကျွန်သားဆိုင်ပုတ်ကြီးအနီမှာဆက်ကူပန်းယူကလစ်ပန်းတန်းလမ်းမှာတစဉ်အဆောင်ကိုပြန်လာခဲ့ကြတယ်။အဆောင်ကိုရောက်တဲ့အခါမှာကိုကျော်စောင်းမောင်ရဲ့တီးနေကြမတလင်တန်လေးကိုတော့လက်ဆွမ်းမပြနိုင်လောက်အောင်ဆီယာမာလီပျောက်ဆုံးသွားတဲ့ဇလန်ကကျွန်တော်တို့ကိုဆွဲခေါ်သွားတယ်။ အချိန်ကာလအပြင်1990ပြည့်နှစ်ဝန်းကျင်နေရာကရခိုင်ပြည်နယ်အမ်းမြိုနယ်မိုင်မောင်းများစွာကွာဝေးတဲ့ရွာလေးတွေကဒူရွာလေးကတောင်တန်းများပတ်လည်ဝိုင်းပြီးတစ်ပင်ကြီးများလည်းအုပ်ဆိုင်ဝေစားနေတယ်။ရွာမှာအင်ဂျီတော်တော်များများရှိပြီးရွာရဲ့ဘေးမှာချောင်းတချောင်းကရိပ်ခွေပြီးစီစင်းနေတယ်။မြို့နယ်အလံဝေးတဲ့ရွာဖြစ်တော့ရွာရှိလူများမှတော်တလေးရဲ့ထုံးစံအတိုင်းလေလုတ်သူလုတ်ထင်းခုတ်သူခုတ်ဖားငါရှာသူရှာ တောတို့ပြီးမြစ်ချိုးသူချိုးနဲ့တောတဘာဝအရာကိုအေးအေးလူလူရှိလာတယ်။ရွာနဲ့မလန့်မကန့်ရှိတောင်ကုန်းတစ်ခုပေါ်မှာဖုံးကြီးကြောင်တစ်ချောင်းရှိတယ်။သေရိပ်ဝါရိပ်ကောင်းလာတယ်လို့ကြီးငတ်တာရကအတန်များနဲ့ကြီးနုချမ်းမြေစရာကောင်းလာတယ်။တို့ဖုံးကြီးကြောင်ရဲ့တစ်ဖက်တောင်ကုန်းပေါ်မှာတော့ရဲကင်းတစ်ခုရှိတယ်။တို့ရဲကင်းလေးကလည်းဒေတာထွက်တဲ့ဝါများနဲ့ဆောက်လုထားပြီးတည့်ရတန်ရှင်းစော်နဲ့နေချင်းစရာကောင်းလာ၏။တနေ့ ဇူလိုင်လရဲ့နေ့တနေ့ဒိုနေရဲ့ရာသီဥတုမှာမိုးတဆိုင်ဆိုင်ရွာနေတယ်။တဆိုင်ဆိုင်ရွာနေုံမကဆွေလို့တောင်ဆွေလိုက်သေးတယ်။ရဲကင်းပေါ်ကိုအုပ်ဆိုင်ကြနေတယ်။တစ်ပင်များရဲ့အကိုင်းခတ်များမှာတဆင်းရဲကင်းအမိုးပေါ်ကိုမိုးဆက်မိုးပေါက်များတဖောက်ဖောက်ကြနေတယ်။အချိန်ကတော့မနက်9နာရီခန့်ရှိပါပြီ။နေလုံးကိုမမြင်ရသေး။ရာဒီဥဒုကတော့ကိုယ့်ဘက်ပါနေပြီဆရာကြီးအခုနေမြဆောင်းလေးခြုံပြီးတော့ကိုေးလိုက်ရရင်တော့ တိတ်အရသာရှိမှာပဲ။ကွေးတာတော့ဟုတ်ပါပြီ။ငှက်ဖျားပြန်ထားမှဟုတ်ပေဖြစ်နေဦးမယ်။ရဲကင်းမှာရဲတက်သားနဲ့တက်ကြက်ကြီးတူအခြေချပြောဆိုနေကြခြင်းဖြစ်ပါရဲ့။သူရဲကင်းကိုအုပ်ချုပ်သူမှာရဲကင်းမှုဒူရဲအုပ်ကြောစောမောင်းယခုရဲအုပ်စကိုင်းတိုင်းဖြစ်ပါရဲ့။နေမြေအခြေအနေမှာလေအေးအေးချမ်းချမ်းရှိတော့ဒူရဲအုပ်ကြော်စောမောင်မှယခုလိုမိုးအေးအေးမှရင်သွေးကိုပွက်ပွက်စူအောင်ကျူပြီ လက်ဖက်ချောက်ကြကြခတ်ခါငားကြော်နဲ့မြီးမယ်လို့စီစဉ်ပြီးအကျန်းပကန်အတွင်းကိုလက်ဖက်ရည်ချမ်းငှဲ့နေစဉ်ရဲကင်းအောင်မှရွာသားလေးငါဦးခတ်တတ်တတ်တက်လာတာကိုမြင်ရရင်ဟေးဟိုမှာရွာလေးကလူတွေလာနေတယ်ဘာဖြစ်လို့လဲမသိဘူးတခုခုတော့တခုခုပဲထိုသူပြောပြီးထွက်သွားကြတယ်မကြမီလူများကရဲကင်းကိုရောက်လာတယ်ဟာဦးကျော်တို့ပါလားဘာကိစ္စထူးလို့လဲ ဥကြောကမျက်နှာကချွေးများကိုကပုံစားနဲ့တုပ်ပြီးပြောတယ်။ထူးတယ်ဆရာကြီးထူးတယ်။ဆရာမလေးကိုဓာတ်နဲ့ထောက်ပြီးအတင်းဆွဲခေါ်သွားလို့ဗျ။ဟမ်ဘု து လဲဘယ်တော့ကလဲဘယ်နေရာမှာဆွဲခေါ်သွားတာလဲ။တိတ်တော့မကြသေးဘူးဗျ။ဆွဲခေါ်သွားတဲ့သူကတော့ရွာအနောက်ပိုင်းကထွန်းစိန်နဲ့မောင်ချေတို့နှစ်ယောက်လို့ပြောတယ်။ဆရာမလေးကြောင်းလာတော့ကြောင်းနဲ့ခလန်းလန်းမှာဓာတ်နဲ့ထောက်ပြီးခေါ်သွားတာလို့ပြောတယ်။နေရန်ကြောင်းသားလေးတွေက အတင်းဝင်တာတော့ မင်းတို့တေသွားခြင်းလို့လားမဆိုင်ရင်အနာမကန်နဲ့တေသွားမယ်လို့ပြောပြီးတော့စွဲခေါ်သွားတာအဲ့ဒီကြောင်ကကလေးတွေရွာထဲကို ပြေးလာပြီးပြောတာနဲ့ကျွန်တော်တို့လည်းဆရာကြီးကိုချက်ချင်းလားအကြောင်းကြားတာပဲဆရာ ရွာကလူတချို့လည်းအဲ့ဒီနောက်ကိုလိုက်သွားကြတယ်ဟုတ်လားဒါဆိုကျွန်တော်တို့ခုချက်ချင်းပဲလိုက်ခဲ့ပါမယ်ဒူရဲအိုကျော်စောမောင်ကရဲကင်းရှိအသင်တပ်ဖွဲ့ဝင်များကို ခေါ်ပြီးအခင်းဖြည့်ရနောက်ကိုလိုက်ရန်ပြင်နေတယ် မကြမီဒူရဲအုပ်ကျော်စောမောင်နဲ့ရဲတပ်ဖွဲ့ဝင်၅ဦးရွာသား၄၅ဦးပါတဲ့အဖွဲ့ကရွာဘက်ကိုအ мян ဆင်းသွားကြပြီးဆရာမလေးကိုဆွဲခေါ်သွားတယ်လို့သိရတဲ့ကျောင်းစီကိုရောက်တော့မှဖြစ်တဲ့သူစင်မှာသူတို့နောက်မှာရွာသားတဦးအပြေးလိုက်လာပြီးဆရာတို့ဆရာတို့ဦးကျော်ဦးကျော်ဆရာမလေးပြန်ရောက်နေပြီသူတို့အော်ကာဟိတ်ခါသူတို့အဖွဲ့ကို အမိလိုက်လာတယ်ဟမ်ဟုတ်လားဟုတ်တယ်ဟုတ်တယ် ရွာနောက်ပိုင်းကဥလားစိန်အောင်တို့အိမ်မှာထွန်းစိန်နဲ့မောင်ချီတို့လည်းပြန်လာပါတယ်။ဟာဒါဆိုရင်အဲ့ဒီကိုအမြတ်သွားကြမယ်။သူတို့အဖွဲရွာစီကိုပြန်လှည့်ကြတယ်။ရွာနောက်ပိုင်းရှိဥလားစိန်အောင်တို့အိမ်ကိုရောက်လာတယ်။သူအိမ်မှာလူများစုယုံစုယုံတွေ့လိုက်ကြတယ်။ခြေတန်းရှိအိမ်ဖြစ်တော့အိမ်ရဲ့အောက်ထက်မှာအခင်းမရှိဘဲကွန်းပြစ်နှလုံးချထားတယ်။သူရဲ့အုပ်ကြောစောမောင်နဲ့အဖွဲကကွန်းပြစ်ပေါ်မှာထိုင်လိုက်ရင်ဘလို့ဖြစ်တာလဲဥလားစိန်အောင်ဆရာမလေးရော ရှိပါရဲ့ဆရာအိမ်အပေါ်တက်မှာပါမမသိရင်ခေါ်လိုက်ပါကွာဥလားစိန်အောင်ကသူမိမကိုလှမ်းပြောလိုက်တယ်ခဏကြာမှဆရာမလေးနဲ့ထွန်းစိန်တို့လက်ချင်းချိတ်ပြီးလေကားပေါ်ကဆင်းလာတယ်ဟမ်ဘလို့ဖြစ်ကုန်တာလဲဒူရဲအုပ်ကြော်စောမောင်ရဲ့စိတ်ထဲကတွေးလိုက်တယ်အထင်နဲ့အမြင်ကတခြားစီဖြစ်သွားတယ်ဒါပေမဲ့ သို့တော်လည်းအတွေ့အကြုံရင်ကျက်နေတဲ့ရဲပြီးပြီးသူတို့ရဲ့မျက်နှာနှစ်ခုနဲ့ပဝင်းကျင်ရှိလူများရဲ့မျက်နှာကိုလျှရတဲ့ပြတ်ဝေးဝိုက်ခဲခတ်လိုက်တဲ့ဇာမာလေးမျက်လုံးမှာရဲဝိဆုံအပြည့်ဝစ်ထားတဲ့ရဲတပ်ဖွဲ့ဝင်များကိုကြည်လိုက်တဲ့အကြည့်ကိုသဘောပေါက်လိုက်ပြီးကဲကဲလာကြလာကြဒီမှာထိုင်ကြတွန်းစိန်နဲ့ဇာမာလေးတို့ကွင်းပြစ်ပေါ်ကိုခက်ရွရွဝင်ထိုင်ကြတယ်တွန်းစိန်ကဆရာဆရာ ကျွန်တော်တို့အချင်းနေအားလုံးကပြည်ပြည်လဲလဲဖြစ်သွားပါပြီသူ့ကိုလည်းမေ့ကြည့်ပါတွန်းစိန်ကဆရာမလေးကိုရင်ညွန်တတ်တဲ့ထူပြီးသူ့ကိုလည်းမေ့ကြည့်ပါလို့ပြောနေတဲ့စကားမစုံမီမှဥလားစိန်အောင်ကကြားဖြတ်ပြီးဝင်ပြောတယ်ဟုတ်ပါတယ်ဆရာနှစ်ဦးနှစ်ဖက်ပြည်ပြည်လဲလဲဖြစ်နေကြပါပြီဆရာမလေးကိုယ်တိုင်ကတွန်းစိန်ကိုလက်ထပ်ယူဖို့အစီအစဉ်ရှိပါတယ်အခြေအနေကိုအ깨ခတ်ပြီးပြီးမှဒူရဲအုပ်ကျော်စောမောင်ကအောက်ပါအတိုင်းပြောချလိုက်တယ် ဟုတ်ကဲ့ပါဒါပေမဲ့ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် ဖြစ်စဉ်ကိုကျွန်တော်တို့တိတိကျကျစစ်ဆေးပြီးအပြေထုတ်ဖို့တာဝန်ရှိပါတယ်ရဲလုံငန်းအရာစစ်ဆေးမေးမြန်းတာတွေလုပ်ရအောင်ပါပါဒီတော့လူခွဲပြီးမေးဖို့အချိန်လေးခဏပေးပါအားလုံးပြေပြေလည်လည်ဖြစ်သွားမှာပါဒီကညီလေးထွန်းစိန်ကဒီအိမ်မှာပဲခဏနေပါဆရာမလေးနဲ့အမျိုးသမီး၃ယောက်လောက်ကဟိုအိမ်ရှိကတစ်ပင်အောင်မှာခဏသွားပြီးစောင့်နေပါနည်းနည်းပါးပါးမေးစရာလေးတွေရှိပါသေးတယ် ဒူရဲအုပ်ကျော်စောမောင်ကတပ်ဖွဲ့ဝင်များကို လုံခြုံရေးအမြင်နဲ့တာဝန်ခွဲဝေချထားပြီးအင်ရှိကိုထွက်လာရီထို့သောထွက်လာစဉ်မှာအမျိုးသမီးကြီး၃ဦးနဲ့ဆရာမလေးလေးလိုက်လာရီဆရာမလေးမှာအမျိုးသမီးကြီး၃ဦးကိုကြော်တက်ပြီးဒူရဲအုပ်ကျော်စောမောင်ကိုအမိလိုက်ခါခတ်တိုးတိုးရှင်းပြရီဒူရဲအုပ်ကျော်စောမောင်ကခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေရီမိကွန်းနှစ်ခု၃ခုလောက်ပြန်မိရီပြီးမှအိမ်ဘက်ကိုပြန်လှည့်လာပြီး ကွန်ပြေပေါ်မှာတင်မလွဲထိုင်လိုက်တဲ့ရေနွေးချမ်းတစ်ခွက်ကိုကောက်တော့ရင်ကဲဒီကတာဝန်မရှိတဲ့သူတွေကျေးဇူးပြုပြီးတော့ခဏလောက်ဖယ်ပေးကြပါကျွန်တော်ထွန်းစိန်ကိုနည်းနည်းပေါ့ပေါ့မေးစရာရှိပါတယ်ကဲပြောချမ်းမအောင်ငါနေမောင်ထွန်းစိန်ဟုတ်ကဲ့ဆရာဒီလိုပါတော်တလင်းနေပစွန်သည် တော်တလင်းမှုကတဲ့င်းကျိုးဆိုတဲ့စကားလို့ ညကသဲကြီးမဲကြီးဝုံဝုံတိုင်းတိုင်းရွာချထားသလောက်ယနေ့တော့ကောင်းကင်ပြင်ကြီးတစ်ခုလုံးကြည်လင်ဝင်းပါလို့နေပါရီအချိန်ကတော့မနေ့ဆက်တက်နိုင်လောက်ရှိပါပြီနေဘူးရှိန်မှလည်းညဘက်ကမိုးရွာထားလင့်ကစားပူလောင်အိုက်ဆက်နေပါရီရွာဘက်လေရှိစဘာကင်စိမ့်ညို့ညို့မှလည်းလေအဝေးမှလှုပ်ရှားရင်းရွက်နေကြရီရွာဝင်ကိုကိုပင်ကြီးအောင်မြေကွက်လက်မှာနွားစာမျက်ရိပ်ပြီးပြန်လာတဲ့ထွန်းစိန်ကမျက်ထန်းချင်းကိုချလိုက်တဲ့ ခါမဝစ်ထားတဲ့ပစိုးစားကိုဖြီးပြီးပစိုးအထက်ပိုင်းနဲ့တတိတိကျနေတဲ့ချွေးများကိုတုပ်လိုက်တယ်။မြောက်ဘက်လေခွင်းစီမှာတိုက်ခတ်လာတဲ့လေငင်းကိုအပါတရရှူဆိုင်ရင်အရေးကောင်းလာတဲ့ကုတ်ကုတ်ပင်ကြီးအောက်ကနေပြီးရွာဘက်စီသို့လာနေတဲ့လမ်းကိုအမတ်မတင်လှမ်းကြည့်လိုက်တယ်။ရွာရဲကအမျိုးသမီးကြီးနှစ်ဦးနဲ့အသက်20ကျော်သပင်ရှိရှိနဲ့မျက်နှာစိမ့်အမျိုးသမီးငယ်တစ်ယောက်ကိုမြင်လိုက်ကြရတယ် အမျိုးသမီးမှာဟန်ပတ်အိတ်တလုံးကိုလွှဲပြီးအထုပ်တထုပ်ကို လက်ကဆွဲပြီးစကားတပြောပြောနဲ့ရှောက်လာတာကိုတွေ့ရတယ်။သူတို့သုံးယောက်တဖြည်းဖြည်းနဲ့ထွန်းစိန်နားနေတဲ့ကုကုပင်ကြီးအောက်ကိုရောက်လာပြီးနေပူလို့ခဏနားကြတယ်။ရွာလေးကအတော်ကြီးက"ဟဲ့ထွန်းစိန်မပြန်သေးဘူးလား"ချိုတို့ဆွဲချင်းနှောင်းကိုချပြီးခေါင်းပေါ်မှာပေါင်းထားတဲ့အဝတ်တစ်ပတ်နဲ့ချွေးများကိုတုပ်လိုက်တယ်။မပြန်သေးဘူးအကြီးပူရှိမောလို့ခဏနားနေတာ။ အေးဟဲတို့လဲမျိုးကဈေးဝယ်ပြီးတော့ပြန်လာတာပူလိုက်တဲ့နေဒီကဆရာမလေးကလည်းတို့နဲ့လူကြုံရှိလို့လိုက်လာတာသူကဒီရွာမှာအခုရောက်လာတဲ့ဆရာမလေးလေအကြီးပူရှိကပြောတော့ဆရာမလေးကိုထွန်းစိန်ကကြေးလိုက်တဲ့ထွန်းစိန်ရဲ့ရင်ထဲမှာလက်ခနဲခါသွားတယ်ဆရာမလေးကတာမန်အကြီးတာမန်နှုတ်ဆက်အပြုံးနဲ့ပြုံးပြလိုက်ပြီးမြွန်းစိန်မှာတော့ရေဟောင်တစ်ချင်းတစ်ပုတ်ဖြစ်တဲ့မြင်းမြင်းချင်းပဲချစ်မိတယ် မြင်မြင်ချင်းပဲကြိုက်မိတယ်ဆိုတဲ့တချင်းလိုသူ့စိတ်ထဲမှာဖြစ်ပေါ်သွားတယ်။လိုက်ဖို့နေတဲ့သူ့ရင်ကိုအသာပြန်ထင်းရင်ဟုတ်ကဲ့ဟုတ်ကဲ့ပါ။ဒေါ်ဘူးရှိကဈေးချင်းနှောင်းကိုခေါင်းပေါ်ပြန်ရွက်ရင်ကဲအချိန်မနှဲတော့ဘူးဟေ့။ရွာထဲဝင်ကြမယ်။ဆရာမလေးကိုလည်းရွာလူကြီးအိမ်လိုက်ပြီးတော့အပ်ပြီးအောင်ပါ။သွားပြီဟေ့ထွန်းစိန်။သူတို့ရွာထဲကိုဝင်သွားကြပြီ။ ကျွမ်းဆိုင်ကတဒိတ်ဒိတ်ခုံနေတဲ့ရင်အစုံနဲ့လေကွင်းပြင်ကို ဖြတ်တန်းတိုက်ခတ်လာတဲ့လေကိုအာပါတရယူရင်အဝေးကိုငေးချန်ခဲ့တဲ့ကျွမ်းဆိုင်ကဒီရွာမှာမွေဒီရွာမှာကြီးပြီးဒီရွာမှာပဲလေးတန်းအောင်လို့ကြောင်းဆက်မတက်တော့ပဲမိဘလက်ငုပ်လဲအလုတ်ကိုလုံနေသူဖြစ်တဲ့အသက်20ဝန်းကျင်ရှိပြီးအသားညိုတဲ့တာမန်ရွက်ချမ်းရီကျိုးရုပ်ရှိတဲ့ယောသားသူဖြစ်ပေမဲ့မိဘများမှာချောင်းချောင်းလေးလေးမရှိလား မိဘကိုလောက်ကျူရင် အခြေရေးအခြေရာကိုစိတ်မဝင်စားပဲခက်အေးအေးနေသူဖြစ်တဲ့ယခုတော့တွန်းစိန်ရဲ့အိပ်ပျော်နေတဲ့နှလုံးသားရေပြင်ကဆရာမလေးကြောင့်လှိုင်းကရက်ထားခဲ့လေးပြီးတို့လှိုင်းကရက်ကအချိန်ကာလကြာမြင့်တဲ့အခါပင်လေပြင်မှာမှုန်တိုင်းထန်လို့လှိုင်းကြံကြီးများတဝုံဝုံရိုက်ခတ်တယ်လို့သူ့ဘဝရေပြင်ချိန်မှာဝေဒနာအထုတ်ထဲနဲ့ရောက်ရှိလာမှမှတို့စိန်ကသူ့မရိပ်မိခင် ဆီယာမာလေးရွာကိုရောက်ပြီလို့ရွာလူကြီးထံမှာတရင်ပို့ရီရွာလူကြီးကဆီယာမာလေးအတွက်စားရေးတောင်ရေးနေရေးထိုင်ရေးအစစရရအစဉ်ပြေရန်စီစဉ်ပေးတယ်။ကျောင်းနဲ့မလန်မကန်းမှာအဖွားအိုတဦးတည်းနေတဲ့အိမ်မှာစီစဉ်ပေးပြီးထိုအဖွားအိုနဲ့တူချက်ပြုတ်စားတော့ရန်ဆောင်ရွက်ပေးထားတယ်။မျိုးနဲ့အလန်းကွာလာတဲ့သူတို့ရွာက ရောက်ရှိလာတဲ့ဆရာဆရာမများကို အထူးဂရုစိတ်ကြတယ် အကြောင်းမျိုးမျိုးကြောင့်ပြောင်းရွှေ့သွားခဲ့တော်လေနောက်ထပ်ဆရာအစားရောက်ရန် အလွန်ကြာတတ်သည်ထို့ကြောင့်ယခုရောက်ရှိလာတဲ့ဆရာမလေးကိုအစစအရာရာအစဉ်ပြေရေးအတွက်စီစဉ်ဆောင်ရွက်ပေးကြခြင်းဖြစ်သည်ယောသားလာတဲ့တောသူတောင်သားတို့ရဲ့စေတနာအရင်ခံလေပါပါရီဒီလိုနဲ့ရွာမှာဆရာမလေးလည်းနေသားကြပြီးကျောင်းသားလေးများနဲ့တန်ရောစင်ဖြစ်လို့ပျော်ရှင်စွာစားတင်နေပြီး ရက်မာလာပြောင်းလာမာနှစ်ပြောင်းအချိန်တွေကြာညောင်းလို့ရာသီဇဝင်းကလည်းနှင်းရင်းတော်ຫນွေရောက်ຫນွေပြောက်တော်မိုးဆက်မိုးပေါတို့ရောက်လာလိုက်နဲ့စီးကြက်ကြကြလေပတ်လျက်ရှိပါရဲ့ထို့အတူထွန်းစိန်ရဲ့နှလုံးသားမှာ အမြဲတွေ့ဆိုင်ခဲ့တဲ့အခြေသစ်ပင်ကလူမသိသူမသိသူ့ရင်မမကြည့်အောင် ရှင်တန်နေပြီလေဖြစ်ပါရဲ့စားလေဒီစိတ်တော့လေဒီစိတ်နဲ့ တွန်းစင်ရဲ့အိမရညာများကိုဆရာမလေးဖြူဖြူထွန်းရဲ့ရုပ်ပုံလွားကဖန်တီးနေတဲ့တွန်းစင်မှာရိုးသားသူဖြစ်တဲ့အပြင် ရှက်တဲ့သူလည်းဖြစ်တော့သူ့ရဲ့မှာတိတ်တခိုးဖြစ်ပေါ်နေတဲ့အခြေစိတ်ကိုငွေချင်းများတော့မရင်းမိအောင်ရင်ငုံနှုတ်ပိတ်ပြီးစိတ်စိတ်နေရပြပြရီရီရှိလာတဲ့တွန်းစင်မှာတခါတရံတပြင်းရှိကြီးများကိုချပြီးသူ့ခြေစိတ်ကိုတတိရှိရှိ ဖွှဲ့ဟရင်ဆိုင်ပြက်လိုက်မယ်လို့စိတ်ကူးမိပေမဲ့ဘဝကံဇက်စရာက သူ့ကံကြမ္မာကိုမလန်တာအောင်ဖန်လာခဲ့တာကသူ့ဘဝရဲ့ကြိုတဲလာတဲ့တနိုင်အင်အားပဲဖြစ်ပါရည်တနာကုံမကြွေဝါတော့ဘဝမှာကြုံနေရတဲ့အခက်အခဲများကြောင့်အမတန်မန်လျှော့ပြီးပြန်ကြောခဲ့ရတဲ့အချိန်မောင်းမှမနေတော့ဆရာမလေးမှာရွာမှာအနေကြလာတော့ရွာသားများနဲ့ခင်မင်းရင်းနှီးပြီးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပြီနေမြင့်လေအယူရင်လေဆိုတဲ့စကားကဲ့သို့မခံစားနိုင်တော့တဲ့အစုံ ကျွန်းစိန်ကအမြဲတမ်းသွားလဲနေကြဖြစ်တဲ့အိမ်ကဥလားစိန်အောင်ကိုဝေဒနာကိုကြီးညာမိတယ်။ဥလားစိန်အောင်မှာ စာတို့ပေးစားလေမတောက်တခေါက်နဲ့ဟူဆက်ဆက်ဒီဆက်ဆက်နှက်ဆက်သူဖြစ်တယ်။ကျွန်းစိန်ရဲ့စကားကိုကြားရတော့ဥလားစိန်အောင်မှာလှုပ်ဝက်အပြုံးတစ်ခုကိုအတိတ်ပဲပါပါ ပြုံးလိုက်ပြီးအားရပါရရှိလိုက်တယ်။ဘာရည်တာလဲဗျ။ကျွန်းစိန်ကမေးပေမယ့်မင်းမသိပါဘူးကွာ။ငါရွာရဲ့ရှိရေးကို တွေးမိလို့ပါ။ ကျွန်းစိမ်မမီနိုင်တဲ့စကားကိုပြောလိုက်တဲ့ကျွန်းစိမ်ရင်ဖွင်းတဲ့အခြေအကြောင်းကိုတလုံးတစ်ပါးတော့မှပြန်လည်မဆွေးနွေးပေကျွန်းစိမ်ကိုပြုံပြုံကြီးစိုက်ကြည့်နေတယ်။ဒုံညာကဘာစကားမှထပ်မပြောပြကြပေညင်းတဲ့အခါကျွန်းစိမ်ကမအီမလဲနဲ့အိမ်ပြန်လာခဲ့ရတယ်။ ။နောက်ရက်များမှာဦးလာစိန်အောင်ကကျွန်းစိန်ကိုရာမဇက်မှာဒတဂီရီအကြောင်းကိုစိတ်ဝင်တစားနဲ့ဒတဂီရီရဲ့အခြေကြီးပုံအကြောင်းကို မျက်စိထဲမှာမြင်ပြီးရုံလုံးကြွအောင်ပြောပါရီ။မကြခန္ဓာပြောပံများလာတဲ့ကကျွန်းစိန်ရဲ့ရင်ထဲမှာရှိတဲ့ဆရာမလေးကိုချစ်တဲ့အငုံစိတ်ကဘုံကနေကြွလာရီဒိုကာလာများမှာဆရာမလေးကသူ့အမေနေမကောင်း၍မြို့ကိုပြန်သွားရတပတ်လောက်ကြာနေပြီ ထိုကဲ့သို့ကြာနေခြင်းကဆ ्याम ာလေးကမြို့မှာရည်စားရှိနေသလိုလိုစေဇတ်တော်မှာလိုလိုတရင်များထွက်လာရီတင်ကြီးများပေးလာကြရီကျွန်းစိန်အသည်မှာကျွဲခတ်လေးပြီးဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိတော့ဥလားစိန်အောင်ရဲ့အင်အောက်ထက်ရှိကုပြစ်ပေါ်မှာပလက်ကြီးလှမ်းပြီးသူမျက်စိကခေါမိုးကိုစိုက်ကြည့်နေကကြံဟင်းဟင်းနဲ့တပြင်းရှိကြီးများချပြီးအကြံရခတ်နေရီကျိုးစင်ဆ ्याम ာလေးပြန်လာပြီဆိုတဲ့သတင်းကိုကြားရရီ သူမျက်စိထဲမှာတော့ဆီယာမာလေးရဲ့မျက်နှာနဲ့ဆီယာမာလေးရဲ့ရည်စားဆိုတဲ့လူရဲ့မျက်နှာကိုကံမန်းမြင်ရောက်ပြီးသူမျက်နှာနှစ်ခုမှာနီးလာလိုက်ကြီးလာလိုက် ဝေးသွားလိုက်တေးသွားလိုက်နေဖြစ်နေတယ်။သူတို့မြင်နေစဉ်ဥလားစိန်အောင်ပြော့ပြားတဲ့ဒတကီရီရဲ့စကလုံးများမှလည်းပဲ့တင်ထက်အောင်ကြားနေရတယ်။ကျွန်းစိန်ကတပြင်းရှိကြီးကိုဟင်ခနေချလိုက်ပြန်တယ်။ ထိုသက်ပြင်းနေတူပါဇက်ကလည်းတစုံတစ်ခုကိုခတ်တိုးတိုးရေရွတ်ပြီးဆုံးဖြတ်ချက်တစ်ခုကိုလည်းပိုင်ပိုင်နိုင်နိုင်ချလိုက်ပါရည်အပြင်မှာတော့မိုးတွေကတဖွဲဖွဲရွာနေစေကျွန်းစင်ရဲ့ရင်ထဲမှာတော့ဖွဲမိလို့တငွေ့ငွေ့လောင်နေစေကဲဆက်စမ်းမအောင်ထွန်းစင်မင်းဆက်လန်းကိုအမှန်တိုင်းပြောနော်အပြစ်မှန်တွေအားလုံးငါစုံစမ်းပြီးပြီ ကျွမ်းစင်ကအပြင်မှာတဖွဲဖွဲရွာနေတဲ့မိုးရေစံများကိုကြည့်ပြီးသူ့မျက်ဝန်းအစုံမှလည်းရီဝေဆွေးမြေ့နေတယ်။ဒူရဲအုပ်ကျော်စောမောင်ကကျွမ်းစင်ကိုဥလစိန်အောင်ရဲ့အိမ်မှာပနာမစစ်စေးမေးမြန်းပြီးစစ်စေးရင်စစ်စေးရင်မှာပရိရဲ့ကြွယ်ဝလာတဲ့အတွေ့အကြုံရင်ကျက်တဲ့ဒူရဲအုပ်ကျော်စောမောင်ရဲ့စကားပိုက်ကုံမှာကျွမ်းစင်မိပြီးမလှုပ်နိုင်တော့ဒါကြောင့်ရဲခင်းကိုခေါ်ဆောင်ပြီးယခုကဲ့သို့အသေးစိတ်စစ်စေးနေခြင်းဖြစ်တဲ့ ဟုတ်ပါရဲ့ဆရာကျွန်တော်မှားခဲ့ပါရဲ့အဲ့ဒီနေ့ကျွန်တော်စိတ်တွေမထိန်နိုင်အောင်ဖြစ်ပြီးမတောက်ဖူးတဲ့ အရက်တွေတောက်ခဲ့တယ်အရက်တောက်ပြီးတော့ဥလားဆိုင်အောင်ရဲ့တူမောင်ချေကိုအတင်းအဖော်ခေါ်ပြီးဓာတချောင်းနဲ့ဆရာမလေးကို အတင်းဆွဲခေါ်သွားခဲ့ပါရဲ့ကျွန်တော်အပြစ်ကိုဝန်ခံပါရဲ့ကျွန်တော်ကိုပေးချင်တဲ့အပြစ်ပေးပါတော့ထွန်းစိန်ကပြောရင်းမှမျက်ရည်များစိကြလာတယ်အေးပေါ်ကွာ တို့ရဲတက်ဖွဲ့ဆိုတာဘယ်ဘက်မှမျက်နာမလိုက်ဘူးပြစ်မှုကျူးလွန်နေသူရဲ့နစ်နာတဲ့သူရဲ့နှစ်ဦးနှစ်ဖက်ကြားထဲမှာအပြစ်မှန်ကို ဖော်ထုတ်ပေးရတာပဲခုလေဒီအမှုကိုစစ်ဆေးပြီးရင်တရားစွဲတင်ပေးရမှာကဒို့တာဝင်ဒို့အလုပ်ပေါ့ကွာဘသူကမှနာစီနာစီမရှိပါဘူးကွာဟုတ်ကဲ့ပါစီဟာဤသို့ဖြင့်ထိုအမှုကိုတတ်သိများစုံလင်စွာ စစ်ဆေးပြီးတရားစွဲတင်လိုက်တဲ့အခါပြစ်မှုကျူးလွန်သူနဲ့အာဘိကူညီသူများ ပြမှုတင်ရာတော့တရားရုံးတော်ကထောင်နှံကြခံစီရန် အမိန့်ချမှတ်လိုက်တယ်။ကဲဆီယာမာလီပျောက်ဆုံးသွားတဲ့ဖြစ်ပျက်ဇလန်ကတော့ဒီမှာပဲအဆုံးသတ်ပါရခင်ဗျာ။ဟာဆီယာကျော်ကလည်းအဖြစ်ပျက်ဇလန်ဆုံသားဆိုတယ်။ကြံသေးတယ်ဗျ။ကျွန်တော်မရှင်းတာလေးတော့မေးအောင်မယ်။မကွေးတိုင်းဇလင်းရဲစခန်းမှာဒူရဲအုပ်ကျော်ညွန့်ကမေးတယ်။ကဲကဲမေးမေးဘာတိကျင်တာလဲ။ဒီလိုလေးဆီယာရဲ့ ဆီယမာလေးကိုဟိုကောင်ထုံးစိန်ကဓားကိုပြပြီးအတင်ဆွဲခေါ်သွားရတဲ့နဲ့ဥလာစိန်အောင်ရဲ့အိမ်ကို ပြန်ရောက်သွားပြီးဘာဖြစ်လို့လက်ချင်းချိတ်ပြီးတော့ထွက်လာတာလဲအေးဟုတ်တယ်ဒါကဒီလိုလေဆီယမာကိုထုံးစိန်က အတင်ဆွဲခေါ်သွားတော့ဆီယမာကကြောက်တာပေါ့ဒီမှာဆီယမာကအုံနောက်သုံးလိုက်တယ်လေထုံးစိန်ကို အချိုသက်အကြက်ကင်ပြီးဒီလိုအကြက်မဖတ်ပါနဲ့ပေါ့အေးစိစိဆိုရင်လက်ထက်ယူပါမယ်ပေါ့အကြမ်းဖက်မယ်ဆိုရင်တော့ ချောင်းထဲကိုခုံချပြီးတေးလိုက်မယ်လို့ပြောတယ်။ဘာလဲမကြုံမှုလား။လာဦးလာဆိုင်အောင်တို့အိမ်ကိုသွားမယ်။အဲ့ဒီမှာလက်မှတ်ထိုးထားမယ်။လိုက်တယ်။ဆရာမကလည်းပညာတတ်ဆိုတော့တွက်လိုက်တယ်လေ။သူ့ကိုဆွဲခေါ်သွားတဲ့အချိန်မှာသူ့အောင်းသားလေးတွေက ရွာထဲကလူတွေကိုပြေးခေါ်နေတာတွေ့တယ်။ဒီလိုဆိုရင်ဘာပဲဖြစ်ဖြစ်ရွာကလူတွေရဲကင်းကိုတွားပြီးတော့အကြောင်းကြားမယ်။ဒါဆိုရင်မကြခင်မှာရဲတွေလိုက်လာလိမ့်မယ်။သူဒီလိုတွက်ချက်ပြီး ်တွန်းစိန်ကိုလက်မှတ်ထိုးယူပါမယ်လို့အချိုတက်လိုက်တာလေဒီအမှုကိုကင်တွယ်စစ်ဆေးရတာတော်တော်သတိထားရတယ်ရွာကလူတွေကဆရာမလေးကိုရွာကနေပြီးတခြားကိုမပြောင်းစေချင်တာလေပါရဗျဒီအမှုဖြစ်လာဖို့ရွာကလူတွေတချို့ကူညီခဲ့တာလေပါပါတယ်မျက်မြင်သက်သေတွေလည်းတေချာစေရတယ်ဒီအမှုဖြစ်ပြီးတော့ဆရာမလေးဖြူဖြူထွန်းကလေတက်ဆိုင်ရာကိုစာတင်ပြီးအဲ့ဒီရွာကနေပြောင်းသွားတာပဲ။ ဒူရဲအုပ်ကျော်စောမောင်ကအမှုနဲ့ပတ်သက်ပြီးစိတ်ရှိလက်ရှိရှင်းပြရင်ဒူရဲအုပ်ပန်ဆိုးမှာတော့อืมချစ်သူနဲ့ကြွေကွင်းရခြင်းကလည်းဒုက္ခမချစ်မနစ်သက်သူနဲ့ပေါင်းသင်းရခြင်းကလည်းဒုက္ခပါလားကွယ်အဖိုးကြီးလေတန်းနဲ့နောက်လိုက်တဲ့ဒူစင်အဝေးတနေရာရှိကင်းတဲ့ဒီမှာ나이တန်ချောင်းခောက်တန်ထွက်ပေါ်လာတယ်ကဲကဲကို့ဆရာတို့အိတ်ကြမယ်လေမနေ့ကျရင်ပီတီပြေးရအောင်ပါ ကျွန်တော်တို့အဆောင်ကမိပိတ်ပြီးအိတ်လေးပြီးအိယာထက်မှကျွန်တော်ကစာရေးဆရာပြီးပြီးဇလန်းကိုအတွေးနေချေမိသည်ကျွန်းစိန်တယောက်ခုလောက်ဆိုရင် ထောင်ကလွတ်လောက်ရော့ပေါ့ဘာရီများလုံနေတလေဆရာမလေးကိုစိတ်နာပြီးဥပိ္ပခာပြုတ်လိုက်ပြီလားအေးစိတ်မနာကြိတ်ခါရှိုက်လို့ရင်းမြေဆုံးစေတော့ကွယ်ခင်ပုံးကိုတော့တွေ့အောင်ရှာမေရှာတော့မယ်ဆိုတဲ့တခြင်းလို့မြမပြီအနှံ့ချေဆန့်ပြီးရှာပုံတော်ဖွင့်နေပြီလားอืม ဆရာမလေးဖြူဖြူထွန်းကရော ခုလောက်ဆိုရင်ဘယ်နေရာဘယ်ဒေသမှာအခြေချလို့ရခိုင်ပြည်နယ်သာရွာသားလေးအခြေရှုံးသမားထွန်းစိန်ကိုတတိတိယရှိနေပါမလားဆိုတဲ့အတွေ့အကြုံကိုအမြင်တမ်းဖြတ်ပြီးဇလန်းစင်မိပါရီကျွန်တော်ကသာဤဇလန်းကိုမှန်းဆကားနဲ့အတွေ့နယ်ချိန်နေသလောက်ဤဇလန်းကိုကင်တွေစစ်စစ်အပြေးထုတ်ပြီးတရုတ်ပါပါနဲ့ကျွန်တော်တို့ကိုပြော့ပြခဲ့တဲ့ကျွန်တော်ကရင်ဘေးက အကိုကြီးရဲအုပ်ကျော်စုံမောင်ကတော့ တခေါခေါနဲ့အိမ်မောကြလို့မချေမနှစ်သက်သူတို့နဲ့ကြွေကွင်းပြီးချင်းနှစ်သက်သူတိုင်းပေါင်းစုံနိုင်ကြပါစေ။စာရေးသူဇာကြီးကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။